ွှေမျောမန်းအားကစားနည်းတစ်မျိုးဖြစ်တယ်မြမဘီလီယံနက်စနူကာကစားသမားတွေဟာရွှေတစိ့ကိုတက်နိုင်မှမများအများဆုံးယူလာပေးနိုင်မှုစူးစမ်းနေကြပါတယ်ဒီသတင်းကိုထက်လူကပေးပို့ထားပါတယ်ရှင်မြမဘီလီယံနက်စနူကာအားကစားပွဲဟာလာမယ့်မလေးရှားစီးကိန်းမှာတော့အကောင်းဆုံးစုဖွဲ့မှုနဲ့အတူကစားနည်းအမျိုးအစားအသီးသီးကနေရွှေတစိ့စုတွေရရှိနိုင်မှုအတွက်စူးစမ်းပြင်ဆင်နေပါတယ်ဘီလီယံစနူကာအားကစားအဖွဲ့အနေနဲ့ဒါမဲ့မလေးရှားစီးကိန်းမှာအတွေ့အကြုံရှိတဲ့ကစားသမားအများစုနဲ့ရှင်ပြိုင်သွားဖို့ရှိနေပါတယ်။ ကျွန်တော်တို့ဒီစီးကိန်းမှာတော့ရွှေစိတ်မလွတ်ဘူးလို့ကျွန်တော်တို့ဒီမှတ်ထားပါတယ်။ကံကောင်းမဲ့ဆိုပြလို့ရှိရင်တော့စစ်စစ်များများရမယ်ပေါ့လေ။အားလုံးစစ်စစ်ကျွန်တော်တို့တော့ပြန်ပြန်ထက်ခုနှစ်ခုလေးကများများရမယ်လို့ပဲကျွန်တော်တို့ပြောင်းလဲထားပါတယ်။အဆင်သင့်ဖြစ်နေပါပြီ။အဆင်သင့်ဖြစ်နေပြီ။လက်ရှိလည်းကျွန်တော်တို့ကလည်းသာအားရှိအောင်နှိမ့်စင်ပြိုင်ပွဲနဲ့တူအောင်ဖို့ကျွန်တော်ပါတယ်။တိုင်ဝဲတွေဆိုပရက်ရှာရှိတယ်လေဆီလိုရှာဘူးဒီလိုပရက်ရှာမျိုးနဲ့ခံစားပြီးထိုးလို့ရအောင်နှိမ့်စင်တိုင်ဝဲတွေကိုလိုက်ပရက်ရှာဖြစ်အောင်စူကြီးတွေပါပေးပြီးတော့ သူတို့ကျွန်တော်လေ့ကျင့်ပေးနေတယ်တောက်လျှောက်ဒီလိုမျိုးလည်းလုပ်ပေးလို့ရတယ်ဆိုတော့သူတို့အနေနဲ့အစင်းသိမ့်ဖြစ်ပြီးလို့ကျွန်တော်ပြောလို့ရပါတယ်ဒီလျာအာကစားနီကလည်းအောင်သေးချစ်ကိုကိုနေသွေးဦးမင်းစီသူထွန်းစနူကာအာကစားနီကလည်းကိုထက်အောင်ဖြိုးရဲသောထွတ်ဘူးကစားနီကလည်းမောင်မောင်အမိုးသူမဟင်းကျော်အီမီမောင်တန်နာမောင်တို့ကိုရွေ့ချယ်ထားပြီးတော့ကစားသမား12ဦးကိုဆင်လို့ရှင်ပြန်မှာပဲဖြစ်ပါတယ်။ကစားသမားတွေအနေနဲ့လည်းပြင်းထန်ကြိုးပမ်းနေပြီးတော့ပြင်ဆင်သားပုံနဲ့ပတ်သက်လို့အခုလိုပဲပြောပါရစေ။ ဟိုစီကိန်းအတွက်မလေးရှားအတွက်လည်းလူရေးအပြည့်အစုံလူရေးချက်ပြီးပါလေအဲ့ဒီချိန်မှာဟိုကျွန်တော်တို့လက်ရှိ player တွေဘီလီယံကောစနုကောနိုင်မောပေါ့အကလုံးအတက်တရောဒီစီကိန်းမှာအောင်မြင်မှုရရှိဖို့အတွက်အမြင့်ဆုံးစုစည်းတွေရရှိဖို့အတွက်အကောင်းဆုံးစ조사နေကြပါလေမနက်၈ခွဲကနေည9နာရီ၈နာရီလောက်ထိလဲဟိုအကလုံးအကလုံးဒီပါကစားသမားတွေအကလုံး조사နေကြပါလား ဘီလီယံစနူကာကစားနည်းတွေမှာတော့ရှစ်တောင်အာရှနိုင်ငံတွေထဲမှာစင်ကာပူထိုင်းအသင်းတွေဟာထိပ်တန်းကစားသမားတွေနဲ့လာရောက်ရှင်ပြိုင်မှာဖြစ်သလိုဘူးကစားနည်းမှာလည်းဖိလစ်ပိုင်အသင်းကတော့အကောင်းဆုံးပြိုင်ပွဲအဖြစ်ရှိနေပါတယ်။ဘီလီယံစနူကာအားကစားပွဲဟာပြိုင်ပွဲကျင်းပခြင်းတိုင်းစုစုပေါင်းအမြဲရတဲ့ကစားနည်းဖြစ်တဲ့အတွက်ရွှေမြောင်မန်းကစားနည်းလည်းဖြစ်နေခဲ့တာပါ။ကျွန်တော်ထပ်လူပါခင်ဗျာ။